ားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမိတ်ဆွေတို့ကိုပြန်ပြီး sharing လုပ်ပေးမယ့် video လေးကတော့ကျွန်တော်တို့ဖုန်းပါတယ်သိလားဒီမှာ screen လောကင်မရာကိုသိလား screen လောမခတ်တဲ့ကင်မရာပြင်ကျွန်တော်ဒီအပေါ်ကဒီ button လေးကိုကျွန်တော်တို့ switch ပြီးတော့ internet ဖွင့်လို့ရတယ်သိမလားအဲ့လိုမျိုးကြရင်ပေါ့ဗျာတရရတငငချင်းတွေရောကျွန်တော်တို့နောက်ပြီးတော့ internet ဖွင့်လာခင်တော့မိတ်ဆွေမရှိတဲ့ပိတ်ဆင်တယ်ဒီဖုန်းပြီးတော့အကုန်လုံးခုံသွားလိမ့်မယ်ဟုတ်တယ်မလားကျွန်တော်တို့ဒီတိုင်ပဲအဲကြောင့်မို့ကျွန်တော်တို့ကဒီ screen lock ဖွင့်မှကျွန်တော်တို့ဖုန်းကိုဘာဘဖွင့်လို့ရအောင်ကျွန်တော်တို့ဒီ internet ဖွင့်လို့ရအောင်ကျွန်တော်လုပ်ထားရရပါတယ်เนาะ okay ဒီမှာ message ကျတော့ကျွန်တော် lock ပိတ်လိုက်မယ်ပိတ်လိုက်ပြီเนาะ okay token တောက်လိုက်မယ်ပွင့်လာတယ်ဒီမှာ lock မဖွင့်ရသေးဘူးဟုတ်เนาะ lock မဖွင့်ရသေးဘူးဒါမှမဟုတ်ကျွန်တော်တို့ဒီဘားလေးကိုဒီမှာဆွေးချလို့ရတယ်ဒီဒီ internet ဘားပေါ့ဗျာเนาะ notification ဘားလေးကိုဆွေးချလို့ရနေတော့ဒီလိုထားတာကကျွန်တော်တို့တရားရောက်ပါဗျာကျွန်တော်တို့ရဲ့ကိုနောက်ပြီးတော့ဒီ internet ဖွင့်ထားခဲ့ပြီဆိုရင်တော့ကျွန်တော်တို့က ရှိတဲ့ဖုန်းပေတွေအကုန်လုံးကုန်သွားပါလိမ့်မယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကဒီကောင်းလေးကိုဒီလိုမျိုးဒီ log ဆက်ခွင့်မဖွင့်ဘဲနဲ့ကျွန်တော်တို့ဒီဘောင်းလေးကိုဒီလိုမျိုးဆွေးချလို့မရအောင်ကျွန်တော်တို့ဟိုဘယ်လိုလုပ်အောင်လဲဆိုတော့ဒီနေ့ message တွေကိုပြန်ပြီး sharing လုပ်ပေးပါမယ်နော် okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဆက်လိုက်ကြ okay အလောင်းမင်္ဂလာပါကျွန်တော်ရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမိတ်ဆွေတွေကိုပြန်ပြီး sharing လုပ်ပေးမယ့် video လေးကတော့ကျွန်တော်တို့ရဲ့ဘာကိုနော် log ဆက်ခွင့်ကိုဖွင့်ပြီးတော့ကျွန်တော်တို့ရဲ့ဘာကိုဒီ switch ချလို့ရတဲ့ နေရာတွေကိုကျွန်တော်တို့ပြန်ပြီးလှုပ်ဆက်ပြန်ဖွင့်မှသာရင်အလန်လေးဘားတွေကိုကျွန်တော်တို့ဆိုရှယ်လောက်ရအောင်လုပ်နေလို့ဒီနေ့မိတ်ဆွေတို့ပြန်ပြီး share လုပ်ဝေးပါမယ်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်လိုက်ကြအဲ့ဒါဆိုရင်တော့မိတ်ဆွေတို့ကဒီနေရာမှာမိတ်ဆွေရဲ့ဖုန်းတွေမှာပါတဲ့ဒီ setting တွေကိုဝင်ပြလိုက်ပါနော်မိတ်ဆွေရဲ့ဖုန်းတွေမှာပါတဲ့ဒီ setting တွေဝင်ပြလိုက်ပါโอเคအဲ့လိုမျိုးပေါ်လာပြီဆိုရင်တော့မိတ်ဆွေပေါ်နေနေစစ်နေပါ ပေါ်နေနေဆွတင်လိုက်ပါပေါ်နေနေဆွတင်လိုက်ပြီးရင် message ရောက်သေးလားနော်ဒီနေရာမှာဒီ notification and spirit bar ဆိုတဲ့ဒီအုံးလေးကိုနှိပ်ပြလိုက်ပါ notification and spirit bar ဆိုတဲ့အုံးလေးကိုထပ်နှိပ်ပြလိုက်ပါ okay အဲ့လိုမျိုးပေါ်လာရင်တော့ကျွန်တော်တို့ကဒီမှာပေါ်နေနေဆွတင်လိုက်ပါမယ်ပေါ်နေနေဆွတင်လိုက်ပြီးရင်ပြန်ရောက်သေးလား I don't show on the law screen after sign down ဆိုတဲ့နေရာလေးကိုကျွန်တော်တို့က အာနှိပ်ပြရပါမယ်နော် item show on the log second after string down ဆိုတဲ့ only ကိုနှိပ်ပြရပါမယ် okay အဲကောင်းလေးကိုနှိပ်လိုက်ပြီဆိုတော့ဒီမှာဒီဒီမှာ notification ရှိဆိုတာပါတယ် control center ပါတယ် device control ပါတယ်နော်ကျွန်တော်တို့ကဒီ device control အောက်ကဒီ device control ကိုကျွန်တော်လုပ်ရမှာမလို့ကျွန်တော်တို့ကဒီမှာ notification check ဆိုတဲ့နေရာလေးကိုကျွန်တော်ပိတ်ပြရမယ်နော် okay ဘာလို့ဆိုတော့ကျွန်တော်တို့ကအဲကောင်းလေးကိုဖွင့်ထားလို့ကျွန်တော်တို့ကဒီ ဒီအင်တာကျွန်တော်တို့ကအကောင့်လေးဖွင့်ထားပြီဆိုရင်ကျွန်တော်တို့ကဒီဖုန်း loss ဖြစ်နေကောင်မဖွင့်ပြီးလဲကျွန်တော်တို့ကဒီဘားတွေကို switch လေး switch ပြီးတော့အင်တာနဲ့ဖွင့်လို့ရတယ်เนาะအဲ့ဒါဒီကောင်လေးကိုကျွန်တော်တို့ဖွင့်ထားလို့ဟုတ်လားအကောင့်လေးကတော့ဗာလဲ notification shape ဆိုတဲ့အကောင့်လေးကိုကျွန်တော်တို့ကဖွင့်ထားရင်တော့ဒီကျွန်တော်တို့ loss ဖြစ်ကိုဟိုဒီ loss ဖြစ်ကိုနံပါတ်နဲ့ဖွင့်ထားတဲ့ loss ဖြစ်ကိုမဖွင့်ပြီးလဲကျွန်တော်တို့ကဒီဒီဘောကနေ switch ပြီးတော့အင်တာနဲ့ဖွင့်လို့ရတာရတာဖြစ်နေတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့က ီ log screen ဖွင့်မှသာကျွန်တော်တို့ကအင်ဂျင်လေးကိုဖွင့်လို့ရအောင်လုပ်ဖို့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ notification check ဆိုတဲ့အကောင်လေးကိုပိတ်ပြရပါမယ်။ပြီးရင် control center ဆိုတဲ့အကောင်လေးကိုပိတ်ပြရပါမယ်။ Okay အဲ့ဒါဆိုရင်ရပါပြီနော်။အဲ့ဒီ message ပြန်ထည့်လိုက်ပါ။အဲ့ဒါဆိုရင်တော့ message ကဒီမျိုးအဖို့မှာဒီ log screen ကိုဖွင့်မှသာလေအင်ဂျင်လေးကိုကျွန်တော်တို့ဖွင့်လို့ရမှာဖြစ်ပါတယ်။ဒီမှာကြည့်လိုက်နော်။အဲ့ကျွန်တော်တို့ကဒီ log screen ကိုဖွင့်မှသာရင် အဲလိုဒီ notification ဆိုတဲ့နေရာပြီးဒီ notification center ဟာလား control center ဆိုတဲ့နေကောင်းလို့ပိုက်လိုက်ရင်ကျွန်တော်တို့ကကျွန်တော်တို့ကအဒီကိုယ့်ရဲ့ဖုန်းကို screen ဖွင့်မှသာလေဖုန်းဝင် internet ကိုဖွင့်လို့ရမှာဖြစ်သွားပါတယ်ဗျာနော်ဟုတ်ကဲ့ဒါလေးကတော့မသိသေးတဲ့ message တွေများအတွက်လုပ်ပေးရခြင်းဖြစ်ပါတယ်တကယ်လို့ message တို့နောက်နေတာတစ်ခုခုရှိခင်ရင်လည်းနောက်ရဲ့ video ရဲ့ comment အမှမေးထားနိုင်ပါတယ်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ video ကိုဒီမှာနဲ့အဆုံးသတ်ပါတယ်ဗျာ